25ခုနှစ်အောက်တိုဘာလ29ရက်ဒီနေ့တင်းနာနေ့ခုနှစ်သားသမီးတွေအားလုံးတို့ဒီလိုနေ့မျိုးမှာ numerology ဂဏန်းပြင်ရဆိုရင်တော့အခွင့်အလမ်းကောင်းတွေထူးစွာရပါလိမ့်မယ်။ဆုံးရှုံးထားတဲ့အခွင့်အရေးတွေပြန်ရမယ်။အလုပ်အတွက်အခွင့်အလမ်းတွေရမယ်။အယောင်ထိုင်နေတဲ့ပစ္စည်းတွေအယောင်တက်သွားမယ်။ကိုယ်မှရှိတဲ့ရည်ရွယ်ထားတဲ့ကိစ္စတွေအထမြတ်အောင်မြင်ဖို့အခွင့်အရေးတွေပေါ်လာပါလိမ့်မယ်။ဒီလိုနေ့မှာခုနှစ်သားသမီးတွေအားလုံးကံထူးကောင်းဖို့လို့အတွက်ဆိုရင်တော့ ရွှေဖြုံသည်ဟင်းချက်ပြီးတော့မြတ်စွာဘုရားရှင်ဆွမ်းကချင်းရဟန်းတန်ကလောင်းလူခြင်းနဲ့မိသားစုစားခြင်းအပြင်ဒီနေ့ရွှေဖြုံသည်ဟင်းဟာကံထောက်ပံ့ပေးသောဟင်းနေရာဖြစ်သွားပါလိမ့်မယ်ငါဒီနေ့မှာသင်တန်းကိစ္စပညာရေးကိစ္စရှောက်လွှာကိစ္စအင်တာဗျူးကိစ္စတွေမှာအောင်မြင်ဖို့လိုတဲ့ဆိုရင်တော့ခိုးရင်ငှက်တွေကိုဘယ်လက်နဲ့အစာကျွတ်ပြီးတော့ဆူတောင်းလိုက်ပါအောင်မြင်သွားပါလိမ့်မယ်ဒီနေ့မိရှုသန့်စဉ်ဖွားမြင်ရတဲ့ရင်သွေးယန္တနာရဲ့အတွက်ကတော့မာဘုတ်ဗေဒနိယတနင်္လာနေ့ဘွား ပုတိဘွားသာတာရှင်နေဖြစ်ကြပါတယ်ပုတိသဘောမကြော်သောကြော်သောပါကနှိုက်မြဆိုတဲ့အတိုင်းကြော်ကြအောင်မြင်ချမ်းသာဖို့တဲ့ကြိုးစားလုံလအားထုတ်ရတဲ့သူများဖြစ်ကြပါလိမ့်မယ်ခင်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်နေအားလုံးတို့အတွက်ကုသိုလ်ရတရားလမ်းညွန်ပေးရမယ်ဆိုရင်တော့လေးစဉ်ကြိုင်းထဲမှာခောက်ဆွဲကြော်အပြည့်ထက်ပြီးနီးသက်တဲ့ဘုန်းကြီးကျောင်းကိုတွားကပ်လိုက်ခြင်းအားဖြင့်ဒီနေ့တနေ့အတွက်ကံထူးကောင်းသောအခွင့်အမ်းများရလာပါလိမ့်မယ်တနေ့တာလုံးမွေးနေ့ရှင်အတွက်ကောင်းသောအခွင့်အမ်းတွေပေါ်လာပါလိမ့်မယ် ဒီနေ့အကျိုးပေးစိုးမိုးကဏ္ဍကတော့နှစ်ကဏ္ဍလေးကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတွေအားလုံးတို့ကငွေထူးဝင်ဖို့အတွက်ကတော့လက်ဝါမှာကာကြီးအခရာရေးပြီးပတ်စံနဲ့ပို့၍ငွေဝင်ရန်ဆူတောင်းလိုက်ကြပါခင်ဗျာထို့သူဈေးကော်လက်ကော်ရေရာဖြစ်စိုင်ရှိမျက်နှာသာကိုအချွေနဲ့ငယ်ပက်ပြန်းပြီးရောင်းမန်းသာဝယ်ပန်းလှဖို့ဆူတောင်းလိုက်ပါခင်ဗျာအယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်သတ္တဝါတို့လည်းဖျောင်းနိုင်တဲ့ချောင်းနဲ့ရောင်းကုန်ကိုတို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ရုံနဲ့တိတိသာသာအယောင်အတွက်အယောင်ထွက်သွားပါလိမ့်မယ် အမှုအခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုဘဲဥစိမ့်မှရင်းပြီးညနေပိုင်းရေစည်းကိုမျောလိုက်ပါခင်ဗျာ။ကျမ်းမာရင်ညနေတဲ့သူတွေရှိရဆိုရင်တော့ကျမ်းမာဖို့အတွက်ဆူတောင်းရင်အိမ်ဖျားမှာအနီအောင်ဖျောင်းနိုင်ပြီးထွင်၍ဆူတောင်းလိုက်ကြပါခင်ဗျာ။ပြင်းမြစ်တိုင်းအိမ်တော်ရင်အစဉ်ပြေဖို့လို့တွက်ကတော့မနေ့စောစောအုံးရင်တစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးအချစ်ရဲ့အိမ်တော်ရင်မြစ်တိုင်းအစဉ်ပြေပါစေဆူတောင်းလိုက်ပါခင်ဗျာ။